မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ14ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မန်စီမြို့ရဲစခန်းကို KI ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့မိုးမောင်းမြို့နယ်နဲ့မန်စီမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ရင်း၃ခုကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ23ရက်နေ့မနက်6:00နာရီကနေစတင်ပြီးတော့မန်စီမြို့မှာရှိတဲ့ရဲစခန်းခမရ601တရင်ခမရ319တရင်နဲ့မိုးမောင်းမြို့မှာရှိတဲ့ခမရ430တရင်တို့ကို KI ပူပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မွန်လွယ်3:00နာရီကျော်ကမှ KI ပူပေါင်းတပ်ဖွဲ့များကမန်စီမြို့ရဲစခန်းကိုသိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ခမရ601တရင်ခမရ319တရင်နဲ့ခမရ430တရင်တို့ကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေကြ အကြမ်းဖက်စစ်ကောင်စီတပ်ကလည်းလေကြောင်းကနေပြီးတော့ဘုံကျဲပြီးခုခံတိုက်ခိုက်နေကြောင်းသိရှိရပါတယ်။မန်စီမြို့မှာမေလ12ရက်နေ့ညနေပိုင်းကစတင်ပြီးတော့တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပြီး KIA ပူးပေါင်းတပ်ဖွဲ့များကမေလ13ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီရဲ့စခန်းနဲ့တပ်ရင်းများကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ရန်ကုန်မြို့လှိုင်သာမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီအတွက်အလုပ်လုပ်ပေးနေတဲ့6ရက်ကွက်စဲအိမ်မှု အောင်ကျော်ထူးပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ23ရက်နေ့မွန်လွဲ2နာရီကမှလိုင်းတာယာမြို့နယ်6ရက်ကွက်ဆယ်အိမ်မူအောင်ကျော်ထူးခေါ်အညာသားကိုအမည်မသိတဲ့တနတ်သမားများကစောက်လို့ရိမ်မှတ်တိုင်းအနီးမှာပြစ်ခတ်တိုက်ခတ်ရာဝမ်းပိုက်ကိုတနတ်ကြီးစံနှစ်ချက်ထိမှန်ပြီးတော့ပွဲချင်းပြီးတေဆုံးခဲ့တယ်လို့သိရပါတယ်။မေလ23ရက်နေ့မွန်လွဲ2နာရီကလိုင်းတာယာမြို့နယ်6ရက်ကွက်ယာအိမ်မူရဲ့နောက်လိုက်ဆယ်အိမ်မူအောင်ကျော်ထူးပြစ်ခတ်ခံရပြီးတော့တေပြီး ဆောက်လို့ရမတိုင်အနည်းမှာပြစ်ခံလိုက်ရတာဘိုက်ကိုကြီးစားနှစ်ချက်ထိပြီးတော့ပွဲချင်းပြီးတည်တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်။တေဆုံးသွားတဲ့6ရက်ကွက်စေအိမ်မှုအောင်ကျော်ထူးဟာ2022ခုနှစ်ကနေစတင်ပြီးတော့6ရက်ကွက်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတောက်တိုင်းယာအိမ်မှုရဲ့နောက်လိုက်စေအိမ်မှုအဖြစ်နဲ့လုကင်ပြီးတော့ဆန္ဒပြတဲ့လူငယ်များရဲ့တရင်များကိုစုံစမ်းကစစ်တပ်ကိုတရင်ပေးခြင်း၎င်းကိုယ်တိုင်ဝင်ရောက်ပြီးတော့ဖမ်းဆီးပေးခြင်းလိုင်သာမျိုးနဲ့ဆန္ဒပြတဲ့ခေါင်းဆောင်ပရဟိတသမားကိုသားစော်ကိုဖမ်းဆီးရမိတဲ့ဖြစ်စဉ်မှာလေအောင်ကျော်ထူးခေါ်အညာသားရဲ့ တရင်ပေးပို့မှုကြောင့်ဖြစ်တယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ။လက်ရှိအချိန်မှာလိုင်တာမြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီကကားများကိုတားပြီးတော့စစ်ဆင်းမှုများကိုပြုလုပ်လျက်ရှိကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်။တရင်ကတော့ဒဝေမြို့အဝင်ကအိမ်ရှိပြင်စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုမေလ23ရက်နေ့မွန်းတဲ့အချိန်ဝန်းကျင်မှာပြည်သူ့ကာကွယ်တပ်တွေလာရောက်တိုက်ခိုက်ပြီးတဲ့နောက်တိုက်ပွဲတွေပြင်းထန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ23ရက်နေ့မွန်းတဲ့ဆန္ဒနာရီခွဲလောက်မှာစစ်စေးရေးဂိတ်ရှိတဲ့နေရာအနီးအနားအထိကိုပြည်သူ့ကာကွယ်ရေးရဲဘော်တွေရောက်လာပြီးတော့စစ်ကောင်စီကအခိုင်အမာဆောက်လုပ်ထားတဲ့မြို့အဝင်ဂိတ်မှာရှိနေတဲ့စစ်ကောင်စီတပ်သားတွေကိုလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့စစ်ကောင်စီတပ်သားတွေကလည်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ခုခံပစ်ခတ်ခဲ့ပြီးတော့တနအီကျော်အချိန်ကြာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ဒီနားမှာဖြစ်တာဒီတစ်ခါအကြမ်းဆုံးပဲအဝေးကြီးကနေပြစ်တာမဟုတ်ဘဲနဲ့အနီးကပ်ဖြစ်ကြတာ။ ကျမတို့ဆိုခေါင်းတော်မထူရဲဘူးအခုလည်းအကုန်လုံးထိထိတ်လန့်လန့်ဖြစ်ကုန်ကြပြီလို့ဒေသခံအမျိုးသမီးတို့ကပြောဆိုခဲ့ပါဗါးမေလ73ရက်နေ့မွန်လွဲ2နာရီအချိန်လောက်မှာပြစ်ခတ်တန်းတွေငြိမ်သွားတယ်လို့အနီးအနားမှာနေထိုင်သူတွေကပြောပါတယ်ပြစ်ခတ်မှုအတွဲမှာစစ်ကောင်စီတပ်သားတွေဘက်ကထိခိုက်ဒေဆုံးမှုတွေရှိတယ်လို့ကြားရကြောင်းဒေသခံတွေကပြောဆိုထားပါဗါးဒါအပြင်အိမ်ရှိပြင်ရက်ကွက်ကအမျိုးသမီးတို့လည်းတိုက်ပွဲအတွဲမှာဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီအမျိုးသမီးကိုတော့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာလူနာတင်ကားတွေနဲ့တဲဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ် အခုတိုက်ခိုက်မှုကိုဘယ်အဖွဲ့ကလှုပ်ဆောင်ခဲ့တယ်ဆိုတာနဲ့နှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့မသိရသေးပါဘူးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာတော့စစ်ကောင်စီတပ်သားနဲ့ရဲအင်အား30လောက်နဲ့ထပ်ရောက်လာပြီးတော့အိမ်ရှိပြင်စစ်ဆေးရေးဂိတ်ကိုတနအီကန့်ပိတ်ချကာအနီးအနားကအိမ်ဒီမှာရှာဖွေစစ်ဆေးတာတွေကိုပြုတ်လုခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်စစ်ကောင်စီရဲ့ဝါဒဖြန့် Telegram Channel တွေမှာတော့အိမ်ရှိပြင်ဂိတ်ကို PDF တွေ V6 ကား9စီးနဲ့လာရောက်တိုက်ခိုက်နေကြောင်းနဲ့ လေချောင်းတိုက်ခိုက်မှုလှုပ်ဆောင်မှုကိုပါမေလ13ရက်နေ့မွန်လွဲပိုင်းမှာနှုံစော်ရေးသားခဲ့ကြတယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာတစ်ချိန်တည်းမှာပဲဇဟားရွာမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့အမတ်300နှစ်ကနေမောင်မရှောင်ကြေးရွာတဝိုက်ကိုလက်နက်ကြီးတွေနဲ့အချက်ကြီးအများအပြားပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်အဲ့ဒီလက်နက်ကြီးတွေဟာမောင်မရှောင်ကြေးရွာတွေကနေအိမ်တွေပေါ်ကိုလဲကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့အသက်ကြီးပိုင်းအမျိုးသားတအူခြေထောက်မှာဒဏ်ရာအပြင်းထန်ရခဲ့တယ်လို့နေအိမ်တစ်ဆောင်ထက်မနေလဲထိခိုက်ပျက်စီးခဲ့တယ်လို့ရွာခံတွေကပြောဆိုခဲ့ပါတယ် မေလ23ရက်နေ့မွန်တဲပိုင်းမှာတက်ခတ်ခံရတဲ့အင်ရှိပြင်စစ်စေးရိတ်ဂိတ်ဟာအစစ်အစစ်တင်းကျပ်တဲ့ဒဝယ်မြို့အဝင်ဂိတ်၄ခုတည်းကတခုပြတ်ပြီးတော့အရင်ကလည်းမကြာခဏလာရောက်ပစ်ခတ်ခံရတာဒရုန်းနဲ့ဘုံတိချတိုက်ခိုက်ခံရတာနဲ့ဘုံပောက်ကွဲတာတွေဖြစ်ခဲ့မှုတယ်လို့သိရပါတယ်။ဒဝယ်မြို့ပေါ်မှာလည်းမေလ22ရက်နေ့ညပိုင်းမှာစစ်ကောင်စီရဲ့ကင်းလက်ရင်တန်းကိုအဝေးထိမ်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်။သတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ကရွှေရည်အေးကျေးရွာဟာမေလ9ရက်နေ့မနက်၄နာရီခန့်ကမီးရှို့ခံခဲ့ရပြီးတော့နေအိမ်90ထဲမှနေမီးလောင်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေရည်အေးကျေးရွာကိုမီးရှို့ခဲ့တဲ့သူတွေဟာစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့စစ်ကောင်စီကတင်တန်းပေးထားတဲ့အကြမ်းဖက်မွတ်စလင်လက်နက်ကိုင်များဖြစ်ကြောင်းကိုမေလ23ရက်နေ့မှာဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ပါတယ်။ဗီဒီယိုဖိုင်မှာတွေ့ရှိချက်အရာမိရှုသူများဟာအကြမ်းဖက်မွတ်စလင်များကိုအများဆုံးတွေ့ရပြီးတော့ ဓာတ်စီဘူးကင်ပြီးတော့တိန်ဝင်တိန်ထွက်မိရှို့နေတာကိုတွေ့မြင်ရပါတယ်။ရွှေရင်အေးကြီးပါဟာမောင်တော်မျိုးအဝင်မျိုးတကြီးရက်ွက်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်ငါးနယ်ကြားဆောင်တပ်စခန်းနဲ့နှီးပြီးတော့ညောင်ချောင်းမော်ဆလင်ကျေးရွာနယ်လေနီးကပ်ကြောင်းသိရှိရပါတယ်။ညောင်ချောင်းမော်ဆလင်ကျေးရွာမှာစစ်ကောင်စီကတက်ဆွဲထားပြီးတော့မော်ဆလင်များကိုစစ်တင်တန်းပေးလက်နက်တက်ဆင်ပေးထားလျက်ရှိရာအဲ့ဒီအကြမ်းဖက်မော်ဆလင်လက်နက်ကိုင်များနဲ့နခခငါးကစစ်ကောင်စီတပ်သားများပူးပေါင်းအဖွဲ့ကရွှေရင်အေးရွာကိုမိရှို့ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဗီဒီယိုဖိုင်ကိုကြည့်ရှုထားသူတို့က အကြမ်းဖက်မွတ်စလင်တွေကအိမ်တွေကိုလက်စီဘူးတွေကင်ပြီးတော့ပျော်ပျော်ရွှင်ရွှင်မီးရှို့နေကြတာပဲစစ်ကောင်စီကခိုင်းတယ်ဆိုတာထက်အကြမ်းဖက်မွတ်စလင်တွေရဲ့လုံရက်ကပိုလွန်းနေတယ်မွတ်စလင်ခေါင်းဆောင်တွေကဒီလုံရက်တွေကိုပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတဲ့နေမွတ်စလင်တွေထဲမှာအကြမ်းဖက်တွေရှိတယ်ဆိုတာကိုပြည်တွင်းပြည်ပမွတ်စလင်ခေါင်းဆောင်တွေကကဘာကြီးကိုပြောတဲ့နေလို့ပြောဆိုထားပါတယ်ဗီဒီယိုဖိုင်ထဲမှာအကြမ်းဖက်မွတ်စလင်များပြောဆိုချက်ကိုမွတ်စလင်စကားနားလည်သူတအုပ်ကအခုလိုပဲဘာသာပြန်ထားပါတယ်။ကြည့်ကြငါတို့အခုရခိုင်ရွာကိုမီးတိုက်နေတာ ကားတွေဘာတွေအကုန်လုံးမီးရှို့နေတာညီကိုတို့ကြည့်ကြပါရခိုင်ရွာတွေကိုမီးတိုက်နေတာကြည့်ပါကြည့်ပါရခိုင်ရွာမီးလောင်နေတာကိုကြည့်ပါငါတို့တိုက်ပြစ်လိုက်တာမောင်တော်မျိုးနယ်ပါပါငါတို့ကိုဘလို့လုတ်ခဲ့လဲအဲ့ဒီလိုပြန်လုတ်နေတာပါလို့ပြောဆိုထားကြောင်းသိရှိရပါတယ်ပြည်ပရောက်မွတ်စလင်တပ်တွလှုပ်ရှားသူလည်းဖြစ်ခေါင်းဆောင်တအုပ်လည်းဖြစ်တဲ့ဥနေဆန်းလွင်ကရွှေရင်အေးရခိုင်ကျေးပါကိုမွတ်စလင်လက်နက်ကိုင်းများကမီးရှို့နေတာကိုဝန်ခံပြောဆိုထားပြီးတော့အဲ့ဒီလုတ်ရက်ကိုကန့်ကွက်ရှုံချကြောင်းပြောဆိုထားတယ်လို့သိရပါတယ် မြန်မာစစ်တပ်မှာစစ်မှုထမ်းခိုင်းခံနေရတဲ့လူတွေလို့ယုံကြည်ရတဲ့ရိုဟင်ဂျာတစုကရခိုင်နေအိမ်တလုံးကိုမီးရှို့နေတဲ့ဗီဒီယိုအတူတခုဒီနေ့ကြည့်ရပါတယ်။သူတို့တွေကဘယ်သူတွေပဲဖြစ်နေပါစေဒါကိုလုံဆက်တစ်ခုအနေနဲ့လုပ်တည်ဖြစ်စေအတင်းကျပ်ခိုင်းလို့လုပ်တည်ဖြစ်စေတခြားသောအကြောင်းအရာတစ်ခုအနေနဲ့လုပ်တည်ဖြစ်စေကျွန်တော်တို့ရိုဟင်ဂျာတအုပ်အနေနဲ့ဒီလိုလုပ်ရက်ကိုအပြင်းထန်ဆုံးကန့်ကွက်ရှုံချပါတယ်လို့ပြောဆိုခဲ့ပါတယ်။အကြမ်းဖက်မွတ်စလင်လက်နက်ကိုင်များနဲ့စစ်ကောင်စီတပ်သားများဟာရွှေရင်အေးကျွာအပြင်အဲ့ဒီနေ့ကမေလ9ရက်နေ့မှာပဲ မိုင်ဝက်ခန့်ဝေးတယ်ဝေသာလီကျေးရွာကိုလည်းဝင်ရောက်မိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်ဝေသာလီကျေးရွာကနေအိမ်15ဆောင်ထက်မင်းဲကိုအကြမ်းဖက်မွတ်စလင်များနဲ့စစ်ကောင်စီတပ်သားများကမိရှုဖျက်ဆီးခဲ့ပြီးတော့ရွာထဲအဝင်မှာတနက်ပစ်ဖောက်ဝင်ခဲ့တဲ့အတွက်ကြောင့်အသက်30ကျော်ရခိုင်အမျိုးသမီးတဦးယင်ဝမှာကြီးစံထိမှန်ပြီးပွဲချင်းပြီးတေဆုံသွားတယ်လို့သိရပါတယ်အမှန်ငါးနယ်ကြားဆောင်တက်နခခငါးတက်စခန်းမှာရခိုင်ပြည်အနှက်အထူးသဖြင့်စစ်တွေကြောက်ဖြူဘူးတီတောင်မောင်တော်ကခေါ်ယူထားတဲ့မွတ်စလင်များကို စစ်တင်တန်းပေးပြီးတော့လက်နက်တက်ဆင်ပေးထားတယ်လို့သိရပါတယ်အခုဗီဒီယိုဖိုင်နဲ့အတူအရင်ကလည်းမွတ်စလင်များမြန်မာစစ်တပ်ယူနီဖောင်းကိုဝတ်ဆင်ကလက်နက်အများပြားနဲ့တင်တန်းတက်ရောက်နေတဲ့ဗီဒီယိုဖိုင်အများပြားထွက်ပေါ်လာခဲ့တော့လေအာနာသိန်းအချမ်းဖတ်စစ်ကောင်စီကငင်းဆန်နေတယ်လို့သိရပါတယ်။ရခိုင်ပြည်အတွင်းမှာမွတ်စလင်နဲ့ရခိုင်တိုင်းသားများကြားမှာလူမျိုးရေးဘာသာရေးအသွင်ဆောင်တဲ့ပဋိပက္ခဖြစ်ပွားစေရန်ဖန်တီးခဲ့ခြင်းမှာလေအာနာသိန်းအချမ်းဖတ်စစ်ကောင်စီရဲ့လှုပ်ရက်ဖြစ်တာကိုအေအေကထုတ်ဖော်ထားတယ်လို့ရခိုင်ပြည်သူများကလည်းပြောဆိုထားကြကြောင်း သတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းမုံရွာရွှေဘိုခင်ဦးကလေးမြို့နယ်၄ခုမှာအခုမေလာဇန်းအတွင်းမှာစစ်ကောင်စီအုပ်စုကဒေသခံလူငယ်၂ရာကျော်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုမေလာတရက်နေ့ကနေ၁၂ရက်နေ့အတွင်းမုံရွာမြို့ပေါ်မှာလူငယ်၁ရာကျော် ကလေးမြို့နယ်မှာလူငယ်တရာကျော်ရွှေဘုံမြို့နယ်မှာလူငယ်30ကျော်နဲ့ခင်ဦးမြို့နယ်မှာနှစ်ဦးစုစုပေါင်း၄မြို့နယ်မှာလူငယ်250ဝန်းကျင်ကိုစစ်ကောင်စီအုပ်စုကဖမ်းဆီးတာလို့ဆိုပါရယ်ဖမ်းဆီးခဲ့တဲ့သူအများစုဟာအသက်30အောက်လူငယ်လူရွယ်တွေဖြစ်ပြီးတော့စစ်ကောင်စီအုပ်စုကအေဇင်းစစ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ညအချိန်နေအိမ်တွေအတွင်းကိုစီးနင်းဝင်ရောက်ဖမ်းဆီးမှုကအများဆုံးဖြစ်ပြီးတော့တချို့ကတော့စစ်ကောင်စီအုပ်စုရဲ့ငွေညစ်ဂိတ်တွေကဖမ်းဆီးတာလို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်ဒေသခံသတင်းရင်းမြစ်တွေကပြောဆိုခဲ့ပါရယ် ူတို့ကကလေးမျိုးတွေမှာဆွဲတယ်ပြီးတော့တောင်ဦးတို့ပြင်သာတို့ပေါ့သူတို့ပြူစောတိရွာတွေပေါ့အဲ့ဒီပြူစောတိရွာတွေမှာလည်းသူတို့ကဆွဲတယ်ဒီကကံပလဲရွာမှာလည်းအချိန်မတော်ကြီးလဲဆွဲတယ်ညတွေမှာလည်းဝင်ဆွဲတာတွေရှိတယ်အိမ်ပေါ်တောင်တက်ရှာတာအိမ်အောင်စုဇီးရတွေစစ်တယ်အိမ်အောင်စုဇီးရတွေစစ်ပြီးကမှအိမ်အောင်စုဇီးရမှာရှိတဲ့ယောက်ျားလေးတွေဆိုရင်လဲဘယ်ကိုသွားတယ်လဲဘယ်ကိုလာတယ်လဲသူတို့ကမေးတယ်အိမ်ပေါ်မှာရှိတဲ့ယောက်ျားလေးဆိုလို့ကတော့သူတို့ပေါ်တာဆွဲသွားတာပဲလူဦးရေကတရားကြော်ရဲပြလို့ ကလေးမျိုးနယ်ကစစ်ကောင်စီအုပ်စုထံပေါ်တာဆွဲဖမ်းဆီးခံရတဲ့အခြေအနေကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဒေသခံတို့ကပြောကြားလာပါတယ်။မုံရွာရွှေဘိုကလေးခင်ဦးစတဲ့မြို့နယ်တွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေကိုစစ်ကောင်စီအုပ်စုလက်အောက်ခံတွေဖြစ်တဲ့ထွေအုပ်ရဲမိသက်စစ်ယူနီဖောင်းဝတ်ဆင်ထားတဲ့လက်နက်ကိုင်နဲ့ယူနီဖောင်းမဝတ်တဲ့လက်နက်ကိုင်တွေကလုံဆောင်နေတာဖြစ်တယ်လို့သိရပါတယ်။စစ်အုပ်စုဟာညအချိန်ရက်ွက်တွေကိုပိတ်ဆို့စီးနှင်းကနေအိမ်တွေထဲကိုဝင်ရောက်ပြီးတော့အိမ်အောင်စုဇေယျဆစ်ဆေးတာအဲစင်းစစ်တာမျိုးတွေနဲ့ လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတယ်လို့မြို့အဝင်ထွက်ဂိတ်တွေအပါအဝင်စစ်အုပ်စုငွေညက်ဂိတ်တွေကလည်းလူငယ်တွေကိုအဓိကပြစ်မှတ်ထားပြီးတော့ဖမ်းဆီးနေတာလို့ဆိုပါတယ်ရွှေဘုံမုံရွာနဲ့ခင်ဦးမြို့နယ်တွေမှာစစ်ကောင်စီအုပ်စုကဂိတ်တွေကိုတုံးမြက်ချထားပြီးတော့လမ်းသွားလမ်းလာလူငယ်များကိုဖမ်းဆီးနေတယ်လို့အခုရက်ပိုင်းမြို့အဝင်ထွက်ပိတ်ဆို့ထားတယ်လည်းရှိနေတယ်လို့မုံရွာမြို့နယ်ကတော်လှန်ရေးရဲဘော်တို့ကပြောဆိုထားပါတယ်၁၇ရက်နေ့တုန်းကကားတွေကိုမုံရွာကိုမြို့အတွင်းမဲ့အဝင်ခံတယ် ုံရွာကနေပြီးတော့မန္တလေးကိုသွားမဲ့ကားတွေတခြားမြို့ကိုသွားမဲ့ကားတွေမှာပါလာတဲ့လူငယ်တွေဆိုရင်အကုန်ဖမ်းတယ်မုံရွာကနေပြီးတော့တခြားမြို့ကိုသွားမဲ့ဆိုရင်ပထမ၁၁ရက်နေ့က၄၀ကျော်ဖမ်းတယ်မနေ့က၆၀လောက်ဖမ်းတယ်ပြီးတော့သူတို့စစ်အုပ်စုကမြို့အဝင်ကိုပဲဝင်လို့ရတာမြို့အထွက်ကိုလုံးဝအထွက်မခံဘူးမုံရွာမြို့ကနေတခြားမြို့ကိုထွက်မယ်ဆိုတာနဲ့ကိုဖမ်းတာလို့ပြောဆိုခဲ့ပါတယ်ကလေးမုံရွာရွှေဘိုခင်ဦးမြို့နယ်တွေနီးတူ ။ဇကိုင်းနဲ့ရေဦးမြို့နယ်မှာလဲစစ်ကောင်စီအုပ်စုကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေပြီးတော့ဇကိုင်းမြို့နယ်မှာတော့ဇကိုင်းမန္တလေးကားလမ်းနဲ့ဇကိုင်းတရားတွေကိုပိတ်ဆို့ကစစ်ဆေးဖမ်းဆီးပေါ်တာဆွဲနေတယ်လို့ရွှေဘိုခရိုင် PDF အမှတ်၈၈တက်ရင်ကနေပြီးတော့ဘိုးစွန်ရဲကပြောဆိုထားပါတယ်။ကျွန်တော်တို့လက်တလောကြားသိရသလောက်ကတော့ဇကိုင်းနဲ့ရွှေဘိုကြားမှာဒီနှစ်အတွင်း30လောက်ဖမ်းခံရတယ်လို့သတင်းကြားထားတယ်။ကျွန်တော်တို့မသိတဲ့ဟာတွေဆိုရင်ဘယ်လောက်တောင်ရှိမလဲမသိဘူး။လက်တလောမှာတွားလန်းလာလန်းတလန်းပဲထားလိုက်တော့တာမန္တလေးမြို့ပေါ်မှာရှိတဲ့လူငယ်တွေကိုမြို့ထဲမှာရှိတဲ့လူငယ်တွေကို စကိုင်းနဲ့အဝင်မခံဘူးအခုလိုစစ်အုပ်စုကလူငယ်တွေကိုပြစ်မှတ်ထားပြီးတော့ဖမ်းဆီးတာကစစ်သားတွေစူဆောင်းဖို့အတွက်ဖြစ်တယ်လို့ဖမ်းပြီးတော့ငွေညစ်ချင်တာကြောင့်လည်းဖြစ်တယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတို့ကပြောပြခဲ့ပါဗါးမေလ၁၀ရက်နေ့ကကလင်းမြို့နယ်ထဲကခြေရွာတရွာကိုစစ်အုပ်စုထွေအုပ်နဲ့ရဲကစီးနှင်းပြီးတော့အိမ်တအိမ်မှာတွေ့တဲ့အသက်20ကျော်အရွယ်လူငယ်တအုပ်ကိုဖမ်းခေါ်သွားပြီးတဲ့နောက်ရက်မှာငွေကျပ်9သိန်းပေးပြီးတော့ပြန်ရွေးထုတ်ခဲ့ရတယ်လို့ကိုယ်တိုင်ကြုံတွေ့သူကပြောပြခဲ့ပါဗါးပြန်တော့လွတ်လာတယ်ဗျအုပ်ကြီးကိုငွေ9သိန်းပေးလိုက်ရတယ်သူနဲ့အဆင်ပြေအောင်အဖေကညှိလိုက်ရတယ် ရိုက်တာနှက်တာတော့မရှိဘူးပတ်စံပဲပေးလိုက်ရတာလို့ပြောဆိုခဲ့ပါတယ်လက်ရှိမှာစစ်ကောင်စီအုပ်စုကနိုင်ငံတော်ကလူငယ်လူရွယ်တွေကိုစစ်သားတဲ့စူဆောင်းနေပြီးတော့မက်လာအတွင်းကပထမအတုပ်ဖြစ်နေစစ်သားတဲ့စူဆောင်းခဲ့ကအခုမေလမှာဒုတိယအတုပ်ဖြစ်နေစစ်သားတဲ့တွေထပ်မံစူဆောင်းနေတာဖြစ်တယ်လို့သိရပါတယ်စကိုင်းတိုင်းအတွင်းမှာနေမြေစိုးမုံမှုရော့ကျနေတဲ့စစ်ကောင်စီအုပ်စုဟာသူတို့ကြီးစိုးတောင်းကျမ်းနေတဲ့မြို့တွေမှာဂိတ်တွေကိုဖွင့်ပြီးတော့ ခရီးသွားတွေနဲ့ဒေသခံတွေကိုစစ်သားတွေစုဆောင်းနေတာလို့ဒေသခံတွေကပြောပါတယ်လက်ရှိမှာကလေးမြို့မုံရွာမြို့နဲ့ရွှေဘုံမြို့အပါအဝင်သခိုင်းတိုင်းအတွင်းကမြို့တွေမှာစစ်သားတွေစုဆောင်းထားသူတွေကိုစစ်တဲနန်းတွေပေးနေတယ်လို့စစ်ကောင်စီအုပ်စုကသတင်းဖြန့်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ